မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမျှော်အပ်ပြီးနောက်ထပ်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာမင်္ဂလာပါကျွန်တော်မျိုးတွေဗမာနဲ့ပတ်သက်ပြီးတော့အာတည်င်းနှံလေးတွေကျွန်တော်သိရှိထားသမျှလေးကိုအတူတကွ share ကြမယ်ဗျာနော်အာကျွန်တော်သိရှိထားသမျှလေးကိုကျွန်တော်ရဲ့အမျိုးတွေအားလုံးနဲ့ share ပါမယ်အဲ online မှာကြည့်လိုက်လို့ရှိရင်တော့ဗျာနော် ဟိုဗမော်ကသူတို့သူတို့ပဇက်ထဲမှာကြလို့ကြဒုက္ခတွေရောက်လို့ရောက်သေးရမလားဘဝတွေပြက်လို့ပြက်ပေါ့နော်အဲပို့ပြီးတော့ဆိုတာကဗီဒီယိုအဟောင်းနေပေါ့အဲဗီဒီယိုအဟောင်းနေနဲ့စိတ်သက်စစ်စင်ရေးသူတို့ကသူတို့ပြန်ပြီးလုံနေရတဲ့ဘဝတွေရောက်နေတာအဲ့တော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးလည်းတွေ့ပါလိမ့်မယ်ဗီဒီယိုထဲမှာတစ်ခါတည်းစစ်သွေးကြွ PDF တွေကဘိုးကင်းထဲကနေပြီးတော့လှမ်းပြီးပြစ်နေရတယ်ဟာပို့အဲ့ဒီဗီဒီယိုကြီးကိုတင်ပြီးတော့သူတို့ကစာခါခါ21ကိုတက်မှယူရပါပြီပေါ့နော်ရတော့မသိမကြခင်ရပါတော့မယ် အကျိုးစားထားကြဆိုပြီးတော့လုပ်နေတာတွေ့ရတယ်အဲ့တော့အဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆိုတော့လေမြင်တိုင်းလည်းမယုံနဲ့ကြားတိုင်းလည်းမယုံနဲ့တေချာစမ်းစစ်ကမယ်လေ့လာရမယ်နော်ဆိုတော့အဲကျွန်တော်တို့ကျောင်းငပိန်းနေနီပိန်းနေမှာမဟုတ်လားဗျာကျွန်တော်တို့လောကမှာနီပိန်းခေါ်ခံမလားဘောမခေါ်ခံမလားဆိုရှင်ဘောမတွေဟာအတွေးခေါ်ရှိတယ်စင်ညာရှိတယ်နီပိန်းခေါ်တာကျွန်တော်အနာဆုံးပဲဗျာသိလားနီပိန်းငပိန်းခေါ်ခံရတာကျွန်တော်အနာဆုံးပဲအဲ့ဒါကြောင့်မလို့ အဲ့တော့ငပိန်းညာတော့ယုံတယ်ငပိန်းနဲ့ညီပိန်းညာတော့ယုံတယ်အဲ့တော့27ကြီးကြပါပြီးတော့ကြတော့မယ်လို့80ခင်လို့ရထားပြီလို့ဆိုတော့ကိုတော့ညီပိန်းနဲ့တော့ယုံကြပါလားအဲယုံကြပါစေနော်အဲကျွန်တော်တို့ကတော့ယုံလည်းမယုံဘူးမယုံလည်းမယုံဘူးလည်းမပြောဘူးပေါ့အတော့ပါတော့လည်းပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးကျွန်တော်တည်တည်ချာချာလေ့လာကြည့်တယ်လေ့လာကြည့်တဲ့ပြင်ကိုကျွမ်းကျင်သူတွေနဲ့ကျွန်တော်ဆက်လက်ပြီးလေ့လာပါတယ်အဲလေ့လာကြည့်တဲ့ခါမှာတော့အော်တို့နိုင်ငံညီပိန်းနေငပိန်းနေတော်တော်များပါလားအဲ့တော့ကျွန်တော်ကျွန်တော်ညီပိန်းခေါ်မှာ ကျွန်တော်အရန်နာပါကျွန်တော်ဘတော့မှနေပေးမခေါ်မိနဲ့နော်ကျွန်တော်ဆဲလို့ရတယ်ကြိုက်တာပြောလို့ရတယ်သို့ပါတော့လဲကျွန်တော်ကိုနေပိန်ခေါ်တဲ့နေ့ဟာကျွန်တော်စိတ်ဆိုးတဲ့နေ့ပဲအဲ့တော့အဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်လေ့လာကြည့်တဲ့ခါမှာအနည်းဆက်ဆုံးပြောနိုင်တာကတော့အနှစ်36ပေါ့နော်နှစ်36နောက်ဆုတ်ပေးထားတာရှိရလေအဲ့ဒီဟိုကအဲ့ဒီချိန်တုန်းကဗီဒီယိုအဟောင်းကြီးနဲ့အပြန်ပြီးစိတ်သက်စစ်စင်ရေးလုပ်နေရအောင်ကျွန်တော်တို့သွားတွေ့ရပါတယ်အမှန်တကယ် မြေပြင်အခြေအနေအစစ်မှန်ကိုကျွန်တော်ပြောပါမယ်မြေပြင်အခြေအနေအစစ်မှန်မှာဟိုတုန်းကမှလေအဲ27နာရီကတ်ပြီးကြားချောင်းချောင်းလို့ရသေးတယ်ကတ်လာလိုက်ပြန်ပြေးသွားလိုက်ကတ်လာလိုက်ပြန်ပြေးသွားလိုက်လုပ်လို့ရသေးတယ်အခုကြတော့အခြေအနေကဘယ်လိုဖြစ်သွားပြီလဲဆိုတဲ့အခါကျတော့ကတ်ဖို့နေနေတတ်တာသူတို့လည်းကန်တရားကမျက်နှာตาမပြေးဘူးပဲတိလားအဲကြောင့်မဘန်မောဟာနတ်ဆောင်တဲ့မျိုးလို့နော်ဘန်မောနဲ့ပတ်သက်လာလို့ရှိရင်ကန်တရားဟာအမြဲတမ်းကန်ကောင်းနေမှာဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီမှာရှိနေစစ်တီတွေရဲ့ ဒူဘေတံမခံမှုစစ်သားကောင်းပြည်သားမှုမိသားစုဆက်ဆံရေးနော်ဒီအမှဦးစည်းနေတဲ့တမမူကြီးရဲ့စီမံခန့်ခွဲမှုတွေနော်ဘယ်ကောင်မဆိုတမမူကြီးရဲ့အစီအမံတွေကိုကျွန်တော်သွားကြည့်လိုက်တာလေတတော်လေးကိုအံ့ဩဖို့ကောင်းတော့အောင်ညံ့ညံ့သွင်းနေပြည်ဆောင်ပါပြီလေအဲ့တော့ဒီကောင်းချင်းနေအများစွာနဲ့ပြည်ဆောင်တဲ့ပမော်ဟာသူတို့ကပ်ဖို့နေနေတာတာအခုချိန်မှာပို့ပြီးတော့ဝေးတဲ့ဝေးတဲ့ဝေးတဲ့ဝေးနေတဲ့အခြေအနေမျိုးသွားတွေ့ရတယ် အဲ့တော့အဲပထမဆုံးတစ်ချက်နဲ့ပြောသူတို့ကန်တရားကန်တရားကမျက်နှာစာမပေးတာပါလဲဆိုတဲ့ခါကျတော့27နဲ့ ARV မျက်နှာစာသိပ်မလန်းဘူးဟလားမလန်းတဲ့ခါကျတော့အဲ့ဒီမှာလဲတကယ်လက်နက်တွေနဲ့ drone တွေနဲ့စောင့်နေတဲ့တက်ကနော်တစ်ဖက်ချမ်းမှာကျတော့အဲ့ဒီ KIA ရဲ့အဲ့ဒီကျွန်တော်တို့ PDF control တွေပေါ့ကန်နော်သူတို့အားလုံးစုပြီး twin two တကူစား twin two ကုတ်ကပ်ပြီးနေတာနော်ဘယ်အချိန်တက်မှလဲဝင်မလဲရေတက်တဲ့အချိန်ဝင်မလားရေကျတဲ့အချိန်ဝင်မလားဆိုချောင်းနေတာအဲချောင်းနေတဲ့အချိန်မှာပဲအ ကန်ဆိုးစွာနဲ့ပဲเนาะကျွန်တော်မြေနုကျုံလို့ခေါ်မှာပေါ့မြေနုကျုံမှမှာတို့တွေတွင်းတူးပြီးတော့တွင်းတူးပြီးနေတဲ့ချိန်မှာရေတက်တဲ့ခါကျမှဖြစ်မနေတွင်းနဲ့ထွက်လာတို့တွင်းနဲ့ထွက်လဲထွက်ကောတက်ကဒီလိုဆော့ဘလို့ဒီဟာ draw ဘုံးနေတဲ့ဒီလိုဆော့လာရောက်80လောက်က ARI မြည်နေတူမျိုးညောပါသွားတဲ့အခြေအနေမျိုးရှိတယ်เนาะအဲ့တော့ရောက်80 80လောက်အဲတဘုံဘက်ကကြားတယ်လို့ပြောလို့ရပါပြီပေါ့เนาะအဲ့တော့ကန်တရားကလည်းမျက်နှာစာမပေးဘူးအဲ့တော့ ထပ်ပြီးပြောရမယ်ဆိုလို့ရှိရင်တက်မမူကြီးရဲ့เนาะတက်မမူကြီးရဲ့ဆောင်ရွက်ပုံတွေကြတော့ကျွန်တော်ဘယ်လိုသွားတွေ့လဲဆိုတော့ဖဲချက်များကစားတယ်လို့မသိမလားမင်းကဒီကတ်ချရင် KIA ခွန်မော်နဲ့ပေါ့မိခွန်နဲ့ခွန်မော်နဲ့ပေါ့ဗျာတော့ဒါပါ sorry ပါကျွန်တော်မိခွန်ခေါ်မိတာဘာကြောင့်လဲဆိုတော့ online မှာမဟာသားလေးပေါ့ဗျာเนาะအဲ့တော့ခွန်မော်နဲ့သူနဲ့ကဒီဖဲချက်ချရင်သူကဒီဖဲချက်ချတယ်အဲ့တော့ခွန်မော်တို့ကလည်းဒီဘာမော်တို့တိုက်တာက ဟိုသူ့ရဲ့ဖဲချက်တွေအကုန်လုံးကုန်ရင်ပိုကာကစားရတယ်တော့ဒီမှာဒီ main ဒီဒီဖဲချက်ချရင်ငါဒီဖဲချက်ချမယ်ဆိုတဲ့ပုံစံမျိုးသိရမလားအဲ့တော့ဖဲချက်တွေကုန်ပြီ KIA လည်းပြုတ်ပြုတ်ပြုံးနေပြီအဲ့ဒီမှာပြုတ်ပြုတ်ပြုံးတဲ့အတွက်ကြောင့်မို့လို့သူ့ခမရမှာဒီ PDF ကုန်လုံးတွေလည်းခေါ်ခေါ်မရခေါ်နေပြန်ပြေးလို့ပြေးအဲ့တော့ဘသူမှလည်းမလာတော့ဘူးအဲ့တော့သူ့ရဲ့ယင်းနေဖားကမကယင်း6ယင်းလောက်ကိုခေါ်လာပြန်အဲ့ကောင်လေးအခြေအနေမဟန်ဖြစ်ပြန်ဟာ KIA ကတော်တော်လေးကိုစိတ်ဟိုမှာစိတ်ပြန့်နေတယ်ဗောနော် တော့ပြောမယ်ဆိုလို့ရှိရင်အာမရသေးတဲ့နေရာသွားရသလိုမခံသင့်တာခံလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပါအဲ့တော့သူ့ရဲ့ကြံတဲ့စခန်းအားနေတဲ့စခန်းကိုတက်ကအခုဆိုရှင်ဝင်ဆောင်နေပြီဝင်ဆောင်တော့ KIA ရဲ့နေမြေလောပဇောတက်မှုပေါ့ဗျာနော်သူတို့နေမြေလောပဇောတက်တာရေးမကြည့်ဘူးနော်အငားပိုက်နဲ့ဓာတ်ထုတ်ခံတာတဲဟေးဆိုလို့ရှိရင် KIA ကပြောတယ်ဘမလို့တက်ခိုင်းထိတ်အောင်လေးတက်ဆို ေးဆုတ်ဆုတ်ဆုတ်ဆိုရှင်ကချင်လုံးပြောပြီးအချင်းချင်းပြောပြီးဆုတ်သွားဘလူးရက်ကြံခဲ့တယ်ဆိုရှင်အဲ့ဒီအဲ PDF တွေ PDF တွေကြံတဲ့ကောင်တွေကြံခဲ့တယ်အဲ့အဲ့ပုံစံမျိုးဖြစ်နောက်ဆုံးက PDF တွေကငါတို့လည်းငါတို့လည်းမလုပ်ဘူးဆိုပြီးလစ်ကောအဲ့တော့ဘလို့မှမရတဲ့အဆုံးထုံးမြနိုင်တော့ line ပေါ်တက်ပြီးတော့ငါတို့ကျေးဇူးရှင်ကိုကြည့်ရမှာငါတို့ကျေးဇူးရှင်ကိုကြည့်ရမှာအဲ့ပုံစံမျိုးကျုံသွားတဲ့ပုံစံမျိုးတွေဖြစ်လာ PDF ကိုခေါ်လို့မရတော့ PDF တွေကလည်း ။ဗံမောတော်စိတ်နာတာငါတို့ဘတော်ဘတော်မှာဗံမောပြန်မလာဘူးတဲ့။ဗံမောသားတွေငါတို့စခိုင်းမှာတွေ့ရတွေ့ကြည့်ဆိုတဲ့ပုံစံမျိုးနဲ့ကျိမ့်ပြီးပြေးကုန်တာ။အဲ့တော့ဟိုလောက်ရောက်လို့ရှိရင်ဗံမောသားတွေဆိုရင်ပြဿနာရှာတယ်လို့ကြားဘူးသားကြားဘူးတယ်ဗောနော်ကြားနေရတယ်အခုက။အဲ့တော့ PDF လဲခေါ်မရဘာမှခေါ်မရတဲ့ခါကျတော့ဟိုတစ်ချိန်လုံးကကျေးဇူးရှိခဲ့ဘူးသူ။တွမျက်နိုင်ရဲ့မင်းမင်းနဲ့ကလည်းကျေးဇူးရှိပါတယ်ကွာဗောနော်။သူဖုန်းလေးဆက်လိုက်ပုံရပါ။ဟိုကလည်းကျုပ်ကဲမှာကျုပ်ကဲမှာ online မှာတက်ပြီးတော့ အာကျွန်တော်တို့အာ KIA ကကျွန်တော်တို့ကျေးဇူးရှင် KIA ဥမာကုညီဥမာအဲ့တော့ကုညီရမကုညီရမသိဘူးတေချာတစ်ခုကတော့တန်ဖိုသည်နတ်ဆောင်တဲ့မျိုးပါနော်နတ်ဆောင်တဲ့မျိုးဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းလေးသတိထားဖို့ပေါ့နော်အဲ့လောက်ပဲပြောချင်ပါတယ်အဲပို့ပြီးပြောမယ်ဟိဆိုလို့ရှိရင်နောက်ထပ်ထပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ပေါ့ဗျာနော်အဲဒီ KIA နဲ့ကဖဲချက်ဒီဟိုမှာညံ့ရီ ညံရေကစားနေတာပေါ့သိမလားဟိုဘယ်လိုခေါ်နှလုံးရေတိုက်ပွဲဒီအုံနောက်ချင်းပေါ့အသိဉာဏ်ဒီကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုတော့အာနှလုံးရေတိုက်ပွဲလဲဆင်နွှဲနေရတာအဲဆင်နွှဲရဆိုတာကညံညံသွေးချင်းလဲရှင်နေရတာဟိုဘံဘွားဒီကတ်ချလိုက်ချင်းမှာတက်ကလည်းအုံတိုင်းဆိုတက်ကစစ်တီလေဒါကလည်းစစ်အင်အားတွေရောက်လာစစ်အင်အားတွေရောက်လာတယ်မပြီးသေးဘူးเนาะနောက်ထပ်ဘယ်လိုခေါ်မလဲဆိုတော့နတ်ဆောင်တဲ့မြို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့နတ်ကနေပြီးတော့ပို့လိုက်တဲ့နတ်စစ်တီတွေပဲရောက်လာ အဲ့ necessity တွေဘယ်ရောက်လဲဆိုတော့ကျွန်တော်မပြောချင်ဘူးပေါ့နော်ဒီ necessity တွေပါရောက်လာချမချမဆိုတာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့အင်အားကပို့လိုက်တာပို့လိုက်တဲ့စစ်အင်အားကတဖွဲ့နောက်ထပ်နတ်ကပို့လိုက်တဲ့သိတယ်မလားနတ်ပြည်ကပို့လိုက်တဲ့စစ်အင်အားကတဖွဲ့နော်အဲ့တော့ရှိနေစေစစ်အင်အားကတဖွဲ့နော်စစ်အင်အားကပို့တောင်းပြီးတော့ဗန်မော်ရဲ့မြို့ထဲမှာသူတို့ဘက်ကတော့လော်နေပါလိမ့်မယ်နော်ဗန်မော်ရဲ့မြို့လေကော အဲအမှတ်9ရက်ကွက်တော့ဘာလို့မှာဟာကေဟိုင်းအေးရနေရရဘယ်ဟုတ်မလဲမှာမြို့ထဲမှာကတ်ဖို့တော့မရဘူးမြို့ထဲကနေလစ်ကုန်အဲ့တော့ကတ်လို့မရတဲ့အခြေအနေမျိုးတွေဖြစ်လာပြီပို့ပြီးကောင်းကောင်းလာတာပဲရှိတယ်အဲနောက်တစ်ခုကစစ်မြေပြင်ရဲ့ပြတ်သားမှုအဲပြတ်သားမှုရဲ့နောက်ထပ်ဘယ်လိုခေါ်မလဲကျွန်တော်တို့ချင်းမြောက်မှုတွေသွားတွေ့ရတယ်အဲ့ဒါတွေကဘာလဲဆိုရှင်အဲလက်နက်ရလာတယ်ဟုတ်လားစွမ်းဆောင်ရည်ကောင်းလာတယ်ဟေ့ဆိုလို့ရှိရင်စွမ်းဆောင်ရည်ကောင်းတဲ့စစ်တီကိုချက်ချင်းလက်ငင်းစစ်မြေပြင်ယာတို့တို့တွေပါဖြစ်ကုန် အချက်ချင်းလည်းငယ်ရာလူတွေอ่ะအခုဆိုရင်အရင်ကဘာမှတဖက်မှမရှိတဲ့သူဆိုရင်နောက်ထပ်ကျွန်တော်တို့တရည်တိုးတာလို့တရည်တိုးတာလို့အဲ့လိုမျိုးတစ်ခါလဲတိုက်ရိုက်ကိုတိုက်ရိုက်ကိုရာလူတိုးပေးတာအဲဘယ်လိုကဒီထက်ပိုပြီးတော့စမ်းဆောင်ရင်အားဖြင့်ဆုချမှုတွေရှိသေးတယ်ဆုချမှုဆိုရင်တဘုံကိုเนาะဘလောက်ထိတိုက်ခိုက်တိုက်ခိုက်နိုင်တယ်တဘုံလောင်းဘလောက်ရလို့ရှိရင်ဆိုတဲ့ပုံစံမျိုးထိကိုเนาะအဲ့ဒီရလက်ပေါ်မှာအခြေပြုပြီးတော့ချိမြောက်သေးတာဗျငွေကြေးဘလောက်ဘလောက်ဘလောက်ဆိုတာချိမြောက်တာအဲ့တော့စစ်တီတွေက အတိုက်လဲတိုက်တာဗောဗျာတိုက်လဲပျော်တယ်အဲ့တော့ဘာမောင်နဲ့ပတ်သက်လာရင်ကျွန်တော်ဟုတ်ရင်လည်းကျွန်တော်ပြောဦးပါလေနော်တေးပြပြောနေပြပြောတိုက်ပြပြောနော်ဆိုတဲ့ပုံစံမျိုးပါနော်တိုက်လဲပျော်တယ်အဲ့လိုပုံစံမျိုးမိသားစုဆန်တဲ့ဗောနော်အဲ့တော့ငါမရှိရင်ငါကောင်လေးဆက်ပြီးတော့နောက်ကတာဝန်ယူมาပဲဆိုတဲ့စစ်မြေပြင်ပခုံးထမ်းပခုံးလွဲဗောနော်တာဝန်ကိုအားလုံးကနားလေထားဖို့ရပါတယ်အယူချွန်တိုက်တဲ့သူလည်းတိုက်တယ်အဲတက်မလို့ဘက်ကမထိခိုက်ဘူးလို့ဆိုထိခိုက်တဲ့သူလည်းရှိတော့ညာလည်းပဲအဲ့တော့ အဓိကတော့ဒီစစ်မြေပြည်တာဝန်ကိုမိသားစုနေတူเนาะပခုံးထမ်းတာဝန်လွှဲပြောင်းပြီးယူနေတဲ့ပုံစံမျိုးတွေရှိတယ်အဲ့တော့စစ်သဘောတရားရတော့နှုတ်နှစ်ဖက်တော့ထိခိုက်မှုရှိကြမှာပဲလीเนาะအဲ့တော့ထိခိုက်မှုလည်းရှိတယ်သို့ပါသောညာလည်းပဲပို့ပြီးတော့အဲတက်ဖက်ကထိခိုက်မှုနေပြီးတော့ဘာကြောင့်အခံနဲ့ထိုင်စစ်လေဗျာเนาะအထိုင်အခံဆိုတဲ့ခါကျတော့အဲတဖက်ကသဘုံကပေးဆက်ရတယ်အရန်ကိုများနေပြီအဲ့တော့ဗမော်လီ KIA ခန်းတော်ဒေတာဖြစ်ပါပြီเนาะခန်းပါပါเนาะ PDF တွေလည်းမလာတော့ဘူးတဲ့မလာတဲ့အတွက်ကြောင့်မဆုံးတော့ကျွန်တော်ပြောတယ်ပေါ့เนาะထုံးမျက်နှာရဲ့မင်းကမင်းခြေနေကောင်းလို့ငါနည်းနည်းပါချီးတာပါအောင်ဆိုတော့ထုံးမျက်နှာဒီတိုင်းတော့မချီးနိုင်ဘူးပေါ့ဟုတ်လားဒီလောက်တလောက်တော့ပေးရမယ်ဆိုတဲ့ပုံစံမျိုးတွေတားနဲ့ချီပြီးတော့ရလိုက်ပုံရတယ်အဲ့တော့ထုံးမျက်နှာရဲ့တို့အေအေအုပ်စုတွေရောက်လာမှာပါเนาะသို့ပါတော့ညာလည်းပဲထုံးမျက်နှာမှတ်ထားမှာကတမောဒီ မြို့ဖြစ်သည်ရခိုင်ပြည်နယ်လိုဟိုတစုဒူတစုနော်ဘယ်လိုခေါ်မလဲဆိုတော့လူမျိုးရေးမိုင်းတိုက်လို့ရတဲ့မြို့မဟုတ်ဘူးလူမျိုးရေးမိုင်းတိုက်လို့ရတဲ့မြို့မှာသူတို့ရခိုင်ပြည်ကမြို့တွေမှာတော့ဟလာလူမျိုးရေးမိုင်းတိုက်မယ်မိုင်းတိုက်ပြီးအိမ်နေအိမ်နေကြတဲ့ခိုအောင်မယ်ခိုအောင်တဲ့ခါကျတက်မတော်ကအထက်ကအကြတော့စာအုပ်ကြီးတွေအောက်ကအကြတော့လုတ်ပိုင်ခွင့်မရှိအဲ့တော့စခန်းနေကြတယ်လို့ဗမော်မှာတော့ရမှာမဟုတ်ဘူးဗမော်မှာကတော့မင်းတို့ရခိုင်ပြည်နယ်မှာနော် ဟိုကလိန်ကကြစ်ကြပြီးတော့တိုက်ခဲ့တယ်လို့မျိုးဘံမော်မှာတော့တိုက်လို့ရမှာမဟုတ်ဘူးလာခဲ့ပါတဲ့ကျူစုနေပါတယ်တဲ့နော်ဘံမော်မျိုးအဝင်ဝပေါ့နော်ဘံမော်မျိုးကကျူစုပါဣဆိုတဲ့စိုင်းပေါက်ရောက်လို့ရှိရင်လက်ညိုးပဲထောင်လိုက်ပါလက်ညိုးပဲထောင်လိုက်ပါနော်ဟိုဘလိုဖော်မလဲဆိုတော့မင်းတို့အဖရခိုင်ပရိကျွန်တော်တို့ဒီပါလေကျွန်တော်တို့တို့ရဲ့အာရကန်တွင်းကိုမတ်ကိုမတ်သွားစေရမယ်ဆိုတော့အာမခံမျိုးထိခင်ဗျားတို့ရမှာပါနော်အဲ့လိုတော့ကျွန်တော်တို့ဒါသုံးသက်လို့ရတယ်ပေါ့ဗျာနော်အဲ့တော့ဘာမောချင်းနေ ကောင်းပါတယ်။အာညာညာသွေးချင်းတိုက်ပွဲဝင်နေရတယ်တမမူကြီးရဲ့ဒီညာညာသွေးချင်းတိုက်ပွဲဝင်မှုလည်းတိတ်ကောင်းပါတကက်ချင်းစီလာတာနော်တကက်ချင်းစီတချက်ချင်းစီတချက်ချင်းစီလာတာမင်းဒီကက်ချိုင်းကဒီကက်ချဆိုတဲ့ပုံစံမျိုးတွေ့ရတယ်။အထက်ရာရှိများရဲ့ဥမင်းအွန်လိုင်းကအစပေါ့နော်ဘမော်နဲ့ပတ်သက်လာရင်ကျွန်တော်လေးစားပါတယ်သူရဲ့အဲအသူရဲ့ထောက်ပံ့မှုတွေနော်အားပေးမှုတွေအများကြီးပါပါတယ်။ တမလို့ဒီတစ်ခုလုံးပေါ့ဗျာနော်အားလုံးလည်းအားပေးထောက်ခံမှုတွေပါပါတယ်ပြည်သူလူထုကလည်းတဲတဲလှုပ်ပါဗမာနဲ့ပတ်သက်လာရေးအဲ့တော့ဗမာချင်းတွေကိုကျွန်တော်ပို့ပြီးတော့အချင်းတွေကောင်းနေပါလေတစ်ဖက်ကပြောနေသလို1 3 6ကပုံကြီးဗီဒီယိုဖိုင်ကြီးနဲ့ဗျာတစ်ခါလဲမရှက်ပါနော်ဟိုတစ်ခါလဲစိန်လုံးအားဟာလေသူတို့ဘက်ကဗီဒီယိုဖိုင်တက်လာတိုင်းမှာကျွန်တော်ပြောတာမယုံလို့ရှိရင်ခင်ဗျားတို့အဲ့ဒီခစ်တဲ့တို့ခင်ဗျားတို့အဲ့ဒီဘက်ချမ်းမှာတင်နေတဲ့ဗီဒီယိုဖိုင်တွေသွားကြည့်အဲ့အောက်မှာတေချာဖတ်ဖို့တော့မမေ့နဲ့နော်ခင်ဗျားတို့နီပိန်းနေဘယ်တော့မှဖတ်မှာမဟုတ်ဘူး ော့ကျွန်တော်ဆန္ဒပြောသလိုကျွန်တော်ဘောမလို့ခေါ်တာအကျွန်တော်လုံးဝစိတ်မဆိုးသို့ပါတော့နီပိန်ကျွန်တော်ကိုခေါ်တဲ့နေ့ဟာခင်ဗျားတို့ကျွန်တော်စိတ်ဆိုးတဲ့နေ့ပြန်ပြီးတော့မဆဲတော်တော့မှပဲကျွန်တော်ပြန်ပြီးတော့နောက်တစ်ခါခုတော့ပြောမိမယ်နော်ဟုတ်အဲ့တော့ကျွန်တော်ဘက်တော့မှနီပိန်မခေါ်ပါနဲ့ငါပိန်မခေါ်ပါနဲ့ဒါပဲအဲ့တော့တကယ်ဒီတွားကြည့်လိုက်ပါသူတို့ရဲ့ဗီဒီယိုကျွန်တော်ဒါအဟောင်းနေပါဆိုသူတို့ဝင်ခံလာတာရှိရနော်သူပါတော့လဲအဲ့အဟောင်းဆိုတဲ့ဟာကိုသူတို့ဖတ်ဖို့မေ့သွားတယ်ဒီပိန်းများဟာဒါကြီးကပံမော်ရတော့မှဟိုကရတော့ဒီကရတော့မလုပ်နဲ့ဟုတ်ပြီအဲ့ အဲ့ဒါကတော့ဗမာအခြေအနေပေါ့ဗျာနော်အဲနောက်ထပ်ကျွန်တော်တို့ဗမာပြီးသွားရင်ကျွန်တော်တို့ပဲခူးဘက်သွားရအောင်အဲပဲခူးဘက်ကညောင်ကျိုးပေါ့ဗျာနော်ကပ္ပစာစေယုံကြီးတွေရှိတယ်အုတ်ရှစ်ပင်ကိုကာကွယ်ထားတဲ့ညောင်ကျိုးစခန်းဟာဟာညောင်ကျိုးစခန်းရလို့ရညာကေရအကေရရင်တော့မပေါ့ဗျာအမကအေအေနဲ့ချင်းတပုံနဲ့ကုနုံးတွေပေါ့ကုနုံးပဒတ်တွေနဲ့စုပြီးတော့တိုက်ကြတယ်တိုက်တဲ့ခါမှာအေအေကလည်းတိကျတဲ့အတိုင်းပေါ့အခုချိန်မှာသူကရဟန်းကိုစိတ်တက်ကတက်ကြွနေတာ ရခိုင်ပြည်မှာလိုကျန်တဲ့နေရာမှာရမထင်နေတာရခိုင်ပြည်မှာပဲရမယ်ဘာကြောင့်လဲဆိုတော့မင်းတို့လူမျိုးရေးမှိုင်းတိုက်ပြီးတော့နော်ရခိုင်ပြည်နယ်မှာအတိုင်းအတာတစ်ခုထိအောင်မြင်တယ်သူပေါ့မင်းတို့ရခိုင်ပြည်နယ်ပတ်သက်လာလို့ရှိရင်ဒီမင်းတို့ရဲ့အာဒီကျွန်တော်တို့ပေါ့နော်ဟိုတက်မတော်ရဲ့အကြီးအကဲဟိုရခိုင်မျိုးသမီးကိုယူထားတဲ့ခါကျတော့လေဒါတွေကထက်အတွက်စဉ်းစားမဲ့တိုင်းတာကြီးဖြစ်သွားတဲ့အတွက်ကြောင့်အောင်မြင်တရားရှိနေပေမဲ့လေသူပြတ်သားတဲ့နေ့ကတော့တော်တော်ကြီးကိုပြတ်သားမယ်လို့မျှော်လင့်နေအခုချိန်မှာတော့ဘာမှပြတ်သားခြင်းမရှိဘူး အဲ့ဒါကြောင့်မို့အောင်မြင်မှုရာကောင်းရလိုက်မယ်ပကိုးဘက်ကတော့မစင်းစားပါနဲ့အဲ့ဒီညောင်ကျိုးကလည်းကြော်လာဖို့လည်းမစင်းစားနဲ့ညောင်ကျိုးကလည်းသူတို့ဒီစေတရတပုံတွေပေါ့သူတို့ဘက်ကတင်းတဲ့သတင်းတွေနဲ့เนาะစိုက်ဝါးတွေကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာကျွန်တော်စိုက်ဝါးဖြစ်တာမဖြစ်တာသတင်းဖြစ်လာရင်ပေါ့အဲ့သတင်းကိုကျွန်တော်စီးစစ်ကြမယ်เนาะကြွန့်ကျင်သူတွေနဲ့ပြန်ပြီးတော့လေ့လာရမယ်အတီးပြုတ်ဖို့ဆိုတော့ကျွန်တော်စဉ်းစားထားတယ်အဲ့တော့ ။ညောင်ကျိုးဘက်မှာသူတို့ပြောပုံရဆိုရှင်ဟာတက်မလို့ကထိုးစစ်ဆင်လာတဲ့ဟာအတုံးယုံနဲ့ကြသွားတယ်နောက်ပြန်လန့်တယ်ဆိုတာပဲရှိတယ်။စဉ်စဉ်စစလည်းပြောပါ။မြေပြင်မှာဘလို့ဖြစ်နေလဲဆိုရှင်အုတ်ရှိပင်မကလာရင်နော်ညောင်ကျိုးရဲ့ကာကင်းစခန်းလို့ပြောလို့ရတဲ့ချင်းကုန်းအဲ့နားမှာတင်ញိုင်းကုန်းလည်းရှိတယ်နော်။အဲ့ချင်းကုန်းကိုတက်ကထိုးစစ်ဆင်ပြီးရရှိသွားပြီ။ရရှိသွားကချင်းကုန်းကိုအခြေပြုပြီးတော့တက်ကဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ညောင်ကျိုးကိုထိုးစစ်ဆင်နေတယ်။ထိုးစစ်ဆင်တဲ့အခါမှာ အေအေကပြန်ဆုတ်နေရတယ်ပြန်ဆုတ်နေရတဲ့အခါမှာခုကြံခဲ့တဲ့အင်အားလေး PDF အင်အားလေးတွေနော်ချင်းတဘုံအင်အားရဲ့ဒီဘခေါ်မဆိုရခိုင်တဘုံအင်အားရဲ့ပေါင်းပြီးတော့အင်အားတွေဖြန့်ကျဲပြီးတော့ပျောက်ကြားစစ်နဲ့ခိုးတိုက်နေရတဲ့ဘဝဖြစ်နေတာအဲ့တော့တက်ကလည်းဒါကိုသိတယ်ဒီနေရာကတိုက်တပုံကိုနှိမ်နေရတအားကိုခတ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့အဲ့နေရာကမြေအားဖြစ်ဆိုလို့ရှိရင်ကျွန်တော်အနေအမြင့်နဲ့တောင်တောင် တော်တောတောင်ထူထပ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့တိုက်ခိုက်ရတာနော်စစ်ပွဲတပွဲစဉ်တွေကတော်တော်ခက်ခဲတဲ့နေရာဖြစ်တယ်အဲ့တော့အဲသူတို့တိုက်နေတဲ့ပုံစံကအေးသဘုံနဲ့ဒီသူတို့ကိုနှုံးနေနဲ့ပေါင်းပြီးတော့သူတို့နေရာချက်နေရာတွေကိုမှအင်အားနည်းနည်းနဲ့ဖြန့်ကျက်ထားတယ်ပြီးလို့ရှိရင်တော့အင်အားစုတယ်စုပြီးတော့ဝင်တိုက်တဲ့ပုံစံမျိုးတွေဆောင်ရွက်နေရတွေ့တယ်အဲ့တော့စစ်ရေးအဖြစ်အလုံများလာပဲရှိတယ်ညောင်ကျိုးရွာကြီးကိုသူတို့ရထားတာတော့တက်ကနောက်ဆုတ်လိုက်ရမှရှိတယ်သူတို့နေမရဲဘူးအဲ့တော့ တော့ဆိုလိုချင်တာကညောင်ကျိုးကိုသူတို့ရသွားတာမဟုတ်ဘူးတက်ကခိတနောက်ဆုတ်ပေးလိုက်ပြီသူတို့ကညောင်ကျိုးကိုရထားလာလို့ပြောလို့မရတော့ဘူးဘာကြောင့်ဆိုခိုးကြောင်ခိုးဘက်နဲ့ဘေးနာတော်ထဲမှာပတ်ပြီးနေနေရတာလေနော်အဲ့တော့ဘယ်ဟိုမှမရထားပါဘူးဒီပုံစံဒီနည်းတိုင်းပါပဲအဲ့တော့သူတို့တွေစုမယ်စုပြီးဝင်ဆောင်မယ်ဆိုတဲ့ပုံစံမျိုးပဲရှိတယ်အဲ့တော့တက်ကလည်းအရန်ကိုပါနှက်ပါတယ်အဲ့ဒီကျွန်တော်ချင်းကုန်းဘက်ကိုအပိုင်ယူထားပြီးတော့အိုက်ကနေပြီးတော့ညောင်ကျိုးကိုပုံမှန်တိုင်းလေးထိန်းနေတာဖြစ်ပြီးတော့တစ်ဖက်ကနေအုပ်ပြီးတော့ကျော်တို့ဟုတ် မိုးထီထီကမိုးထီထီကညက်ပြီးတော့တက်ကစော်ဖို့ရှိတယ်အဲ့တော့အဲ့ဒါလည်းတက်ရဲ့ရီမန်းချက်နံပါတ်1ရီမန်းချက်ဖြစ်အဲ့မိုးထီပေါက်လို့ရှိရင်အဲ့ကနေဆက်သွားမယ်ဆိုတောင်ကုတ်ကိုရောက်မယ်အဲ့တော့တောင်ကုတ်မှာအာအေအေတော်တော်သေးပြတ်ပုံရပါလားတောင်ကုတ်မှာခုလောဆယ်အင်အား3000လောက်အေအေအင်အား3000လောက်ကတောင်ကုတ်မှာရောက်နေတယ်အဲ့တော့တောင်ကုတ်ကနေပြီးတော့ဘယ်သွားမလဲဆိုတောင်ကုတ်ကနေအချက်ကိုတက်သွားမယ်ဟိဆိုမအီမအီကနေထက်လန်ကွဲသွားမယ်ဟိဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာကြောက်ဖြူဘက်ကိုသွားလို့ရပါဘောကြောက်ဖြူရံပြေရံပြေကိုရောက်မှာ ဲ့တော့တောင်ကုန်းမှာရောက်နေတဲ့အင်အား3000ကဘယ်ကိုအားဖြည့်ဖို့လဲကျွန်တော်ကစဉ်းစားသုံးသပ်ရမယ်။ဘာကြောင့်လဲ?မကိုးမှာသူတို့ဘလို့မှအခြေမလောက်အခြေမလောက်အတွက်ကြောင့်မို့သူတို့အင်အားထပ်ဖြည့်ဖို့လိုနေပြီ။အဲ့တော့တောင်ကုန်းထဲကဆက်နေတယ်။အဲ့တောင်ကုန်းကပါရှိနေတော့အေးအေးအင်အား3000လောက်ကကျွန်တော်တို့ဒီပကိုးတိုင်းကိုသွားမလား။ဒါမှမဟုတ်လို့ရှိရင်လည်းတောင်ပိုင်းဖြစ်တဲ့ကျွန်တော်တို့ဒီကျင်းတလီကနေပြီးတော့စင်ကျင်းတလီကနေပြီးတော့ထပ်ပြီးတော်လန်းကျော်လို့ရှိရင်ကျွန်တော်တို့ကဒီရိုးမတောင်ချေ ကျွန်တော်တို့လေးမျက်နာတို့เนาะငတိုင်းချောင်းတို့ဘာလို့ရက်မအောင်เนาะအဲ့တော့လေးမျက်နာငတိုင်းချောင်းရေးကြီးအဲ့ဒီဘက်ခြမ်းမှာတို့ခြေကုတ်ယူထားတဲ့နေရာရှိတယ်အဲ့ကိုသွားမလားဒီ3000ကအင်အား3000ဘဲကိုသွားမလဲတေချာတို့ကတော့ကြောက်ပြူကိုသွားဖို့တော့မလွယ်တော့ဘူးအဲ့မှာအရှိတ်ဘက်ကိုဘေးဘက်ထွက်ချွေးရင်တော့မြစ်ပဲရှိတာဟုတ်เนาะအေးရရေးမကူမကူတက်တာရေးမကူတက်တဲ့ခါကျတော့တောင်ဟုတ်သွားမယ်ဆိုမအီကိုပြန်ဆုတ်ပြီးတော့မအီရမတစင်ဆက်တိုးရမယ့်အဆင်တွေရှိတယ်ပေါ့เนาะအဲ့တော့ဒီအင်အား3000ရဲ့အနာဂတ်ကတော့ကျွန်တော်ကြည်တာ ဘကိုးဘက်ကိုတက်လာမလားအဲဒါမှမဟုတ်ရှိရင်လည်း ARE ဘက်ကိုသွားမလားအောက်ပိုင်း ARE ဘက်ကိုဆက်သွားမလား ARE အောက်ပိုင်းဆင်းရင်တော့လည်းမလွယ်ဘူးအောက်ပိုင်းမှာကရေတက်ကတေချာ special ထိုင်လာတာအောက်ပိုင်းဆိုတော့ဗျာကိုကကိုကချက်ကျော်လာလို့ရှိရင်ကျွန်တော်ရှူကင်းတာတို့เนาะချောင်းတာတို့အဲအဲ့ဘက်ချမ်းကိုရောက်မအောင်အဲ့ဘက်ချမ်းမှာကလည်းရေတက်ကထိုင်လာအတွက်ကြောင့်မဟုတ်ရှိရင်เนาะရေတက်တင်မောကြီးတက်ထိုင်လာတယ်တက်စကန်နေအမှဘောမီတို့ဘောတေချာထိုင်လာအတွက်ကြောင့်မဟုတ်လို့အဲ့ဘက်ချမ်းကိုဆင်းလာပေါ့လည်းမလွယ်ဘူးအဲ့တော့ သုံးလေးလေးငတိုင်းချောင်းသုံးလေးလေးကိုလည်းသူတို့ကာကင်းကိုလာလာပြီးတိုက်ရတော့ရှိတယ်အဲ့တော့အဲ့ကိုပဲသွားမလားဒီ3000ဘဲကိုသွားမလဲကျွန်တော်ကသိချင်တာအဲ့တော့ဒီ3000ဒီကို ရောက်လာခြင်းကလည်းဘယ်ဒီအင်အား3000အေးတစ်ဖွဲ့တယ်မဟုတ်ဘူးတေချာတစ်ခုတော့ကျွန်တော်တို့မအီဒီအမ်ပရန်လန်ကျော်ကနေပြီးတော့နော် PDF တွေအဲ့မှာသွားစုအဲ့ကနေမှတစ်ဆင့်အင်အားဖြန့်ဝေတာ ဖြစ်ဖို့များတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီအင်အား3000ကအကူတိုင်းအတွက်လည်းဖြစ်သွားနိုင်တယ် နော် ARV တိုင်းတော့လည်းဖြစ်သွားနိုင်တယ်တောင်မှတ်ခွားကြော်ပြီးတော့ကျွန်တော်တို့ဒီချောင်းသာတို့ရှုခင်းသာတို့ပဲလည်းဖြစ်သွားနိုင်တယ်အဲ့တော့ဒါစောင့်ကြည့်တော့ဗျာနော်အဲ့ဘယ်လိုပဲဖြစ်ပါအချင်းချင်းပြောမယ်ဟေ့ဆိုလို့ရှိရင်တော့ပဲခူးတိုင်းကအခြေအနေကောင်းပါတယ်နော်ညောင်ကျိုးအခြေအနေကောင်းပါတယ်တိုက်ပွဲအဖြစ်ကိုယ့်ဘက်ကအသာစီးပဲရှိပါတယ်အဲ့တို့ပြောနေသလိုအဲနေင်သွားတယ်ဆိုတာမဟုတ်ပါဘူးမြေပြင်အနေထားရသူတို့လည်းအခုချိန်ဒီဒီစခန်းနေရသူတို့ ရတယ်သူကပြောတက်ကလည်းအချိန်နေရတာနောက်ဆုတ်ရတာဘာကြောင့်တက်ရတာခက်ခဲတဲ့အတွက်ကြောင့်မလို့သူတို့ကလည်းအသေးခံပြီးတော့တိုက်တော့ဆိုလိုချင်တာကဒီနေရာတွေကထိန်းချုပ်လို့မလဲတဲ့အတွက်ကြောင့်ထိန်းချုပ်လို့ရတဲ့အချိန်နေမြေပြန့်အထိကိုဆုတ်တာမြေပြန့်ဆိုတာကျွန်တော်တို့အခုတက်ကထိုင်ထားတဲ့စင်လန်တို့လေလန်တို့ရှုကင်းတာတို့ဆိုတာမြေပြန့်အချိန်မျိုးရှိတယ်တက်လာတဲ့မြေငွင်းရှင်းတယ်အခုဥမာပြ3လေးလေး3လေးလေးဆိုတာကျွန်တော်တို့ဒီငတိုင်းချောင်းဘက်ပေါ့နော်ရေကြီးငတိုင်းချောင်းအဲ့ဒီဘက်တကြောပါပေါ့အဲ့မှာရှိတဲ့3လေးလေးရဲ့ကာကင်းကလည်းပြကွင်းတအားကိုရှင်းတယ်ရှင်းတဲ့ခါကျတော့ အမြင့်ရှင်းတယ်အဲ့ဒီရှင်းလဲသူတို့လာတယ်လာလဲလန်ကြတယ်အဲ့ဒါလဲလာတော့မယ်တတော်အန်အော့ဖ်တော့ကောင်းတယ်အဲဘယ်လိုမျိုးတွေစစ်တိုင်နေတော့ကျွန်တော်တို့အသုံးသခတ်တယ်အဲ့တော့ဒီနောက်ဒီနေ့အဲစီရင်မှာကျွန်တော်တို့နောက်ခုပြောခဲ့ပါပြီနော်ဘာမောအကြောင်းလဲကျွန်တော်ပြောခဲ့ပြီအဲဘကူတိုင်းပေါ့ညောင်ကျိုးအချင်းနေလဲကျွန်တော်ပြောခဲ့ပြီဖြစ်တယ်အဲ့တော့ နောက်ထပ်မကွေးတိုင်းလေးပေါ့ထည့်ပြောပေးပါဆိုတဲ့ပုံစံမျိုးရှိတယ်เนาะမကွေးမှာတော့ကျွန်တော်တခါစစ်ပြူဟာနဲ့ပတ်သက်ပြီးကျွန်တော်ပြောခဲ့တာရှိပါတယ်เนาะအဲ့ဒါကမြေပြင်စစ်ကြောင်းထိုးမှုတွေကိုဘယ်တော့မှစုမှတ်ထားပါเนาะအကာပေးဖို့တော့ကဝိုင်းတွဲသို့မဟုတ်ဟိုမစ်အာ35เนาะ35သို့မဟုတ်ဒါမျိုးလေးတွေကထားပေးပါဆိုတဲ့ခါကျတော့တိုက်ဆိုင်တာပါအဲသူတို့လည်းငကိုတွေကလည်းလုံနေတာပါကျွန်တော်ကလည်းဒါမျိုးစိတ်ထဲကခံစားပုံဖော်တဲ့ ပုံစံမျိုးလေးတွေ့ရှိတယ်ဗောနော်အဲ့တော့ကျွန်တော်စိတ်ထဲရှိတာလေးကျွန်တော်ပြောသလိုတိုက်ဆိုင်မှုလေးရှိပါတယ်အဲ့တော့မကွေးတိုင်းမှာဗောနော်မြေပြင်စစ်ကြောင်းတွေထိုးသလိုအဲ့ဒီမြေပြင်စစ်ကြောင်းကိုလည်းအဲကျွန်တော်တို့ဒီဆန္ဒပြောသလိုဝိုင်းတွဲတို့ဘာတို့ကကာကွယ်ပေးပြီးတော့တိုင်နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့မကွေးတိုင်းနဲ့ပတ်သက်လာလို့ရှိရင်တော့သတင်းကောင်းမျော်ပါလို့ပဲပြောရမှာကျွန်တော်သတင်းကောင်းသတင်းကောင်းမျော်ပါဆိုပြီးတော့ပြောခဲ့နေရအာကျွန်တော်တို့ ဒီမိုးပြဲပေါ့မိုးပြဲကိုလည်းကျွန်တော်ပြောထားပါပြောထားပါတယ်နော်မိုးပြဲဟာရန်သူဘလောက်ခံနိုင်ရင်ရှိတယ်လဲဆိုတော့စမ်းသပ်ရမှာ။ဘာကြောင့်လဲကျွန်တော်နည်းမြေခြေနေတွေတက်သွားတဲ့ခြေနေတွေလားလာတွေတက်ထိုင်လာတဲ့ခြေနေတွေအဲသဘုံခြေနေတွေနှစ်ဖက်သတင်းခြေနေတွေကျွန်တော်သုံးသပ်ကြည့်တဲ့အခါမှာမိုးပြဲကရန်သူဘလောက်ခံနိုင်ရှိပြီးတောင်းခံနိုင်မလဲဆိုတာဆိုတာကိုကြည့်ရမယ်ပွဲ။ကျန်တာကြည့်ရမှာမဟုတ်တက်နောက်ဆုတ်သွားမလားနောက်မဆုတ်သွားမလားကြည့်ရမယ်ပွဲမဟုတ်ဘူး။ သဘုံဘလောက်ကြာကြာနေနိုင်မလဲဆိုတာကိုပဲကျွန်တော်ကြည့်ရမယ်ပွဲဆိုတဲ့အတိုင်းအခုချိန်မှာတော့သဘုံဒီမိုးပြဲမဟုတ်တော့ဘဲနဲ့မိုးပြဲဖြစ်နေပါပြီအဲ့တော့အထို့တူမကွေးတိုင်းကလည်းအခုဆောင်ရွက်ချက်ပုံစံတိုင်းကြည့်မယ်ဟဲ့ဆိုရင်တော့မကွေးဒီသဘုံဘလောက်ခံနိုင်တယ်လဲဆိုတဲ့ပုံမှာကျွန်တော်စောင့်ကြည့်ရတော့မယ်အခြေအနေဖြစ်သွားပြီအလုပ်ပုံကန်ပုံနဲ့အားလုံးကြည့်တာအဲစီရေးအဖြစ်ကျွန်တော်ခရီးစစ်အတွင်းကြတော့ကျွန်တော်မပြောခြင်းလို့ပြောလို့ပြောမနိုင်ပါဘူးအဲတော့ပါတော့လည်းပဲကျွန်တော်ကျွန်တော်လေ့လာ ုံးသက်ထားတဲ့စုဖွဲ့တွေအားလုံးပေါ်မှာခြေခံပြီးတော့အဲ theory ထုတ်ရမယ်ဟိဆိုလို့ရှိရင်တော့ဘလောက်ခံနိုင်ရရှိတယ်လဲဆိုတော့စမ်းသပ်ရမယ်ပွဲပဲဖြစ်ပါတယ်။တပုံဘက်ကနော်တပုံဘက်ကနော်အဲတက်ဖက်ကတော့စစ်ရဲ့သဘောတရားရထိခိုက်နာကျင်မှုရှိနိုင်တယ်သို့ပါတော့ညာလည်းပဲတကယ်လို့ရင်တကယ်ဖြစ်ပါတယ်မလုပ်လို့ပါနော်အဲ့တော့ဒါကမကွေးအချိန်တွေပေါ့နောက်ဆုံးအချိန်တွေနဲ့ TNL ကဘာပြောတယ်လဲဆိုတော့ TNL ကသွားဆွေးနွေးတယ်သွားဆွေးနွေးတော့အကေရည်များပေါ့နော်စပွဲဝိုင်းပေါ်တက်သွားတယ် နာဆာကနဲ့ဆွေးနွေးကိုတက်သွားတက်သွားတဲ့အချိန်မှာလူဂျီနာများရသွားလို့ရှိရင် MNDA လို့ပဲဟေးကောင်းနေကွန်ဒုံးနေဘိုင်ဘိုင်တက်တာဆိုပြီးတော့လစ်သွားမှာသို့ပါတော့လဲလူဂျီနာများမရတဲ့အခါကျတော့ငပိန်းလက်ခုတ်တန်လာပြန်ချူရတယ်ဟေးကောင်းနေကျွန်တော်တို့အာဒီတိုင်းသားမလို့ကောင်းမလဲအာဒီအာနာရှင်ကြီးကိုတိုက်ရမှာငပိန်းလက်ခုတ်တန်လာချူပြီအဲ့ဒီမင်းတို့အဲ့ဒီ PDF တို့ NUG တို့ကလည်းလေနှာခေါင်းပါလို့နှာခေါင်းသာမပါလို့ရှိရင် ကျွန်တော်ဟိုမက်ဆင်ကိုနော်အစားစားပါဆိုပြီးညာကျွေးမုတ်ဆိုပြီးညာကျွေးတော့မှစားမယ်အမျိုးတော်လန်ရေးလို့သာပြောလိုက်ကျန်အကုန်ပိတ်ပိတ်ပိတ်သွားပြီအဲကြောင့်ကျွန်တော်ကိုခင်ဗျားတို့ဘောမခေါ်ရင်ခေါ်ဘယ်တော့မှနီပိန်ငပိန်မခေါ်နဲ့ကျွန်တော်အရန်စိတ်ဆိုးတယ်နော်အရန်စိတ်ဆိုးတယ်အဲ့တော့ဘောမခေါ်ခံမလားနီပိန်ခေါ်ခံမလားဆိုလို့ရှိရင်ကျွန်တော်ဘယ်တော့မှနီပိန်တော့ခေါ်မခံအောင်အဲ့တော့ပြောချင်တာကတော့လေ DNA လေးစွဲမတက်သွားတယ်လိုချင်တာမရတော့ပြန်လာတယ်ပြန်လာပြီးတော့ ငပိန်းလက်ခုတ်တံပြန်ချူတယ်ဟာဟိုကောင်တွေကလည်းလေဟိုကောင်တွေကမင်းတို့အဲ့ဒီနိပိန်းများကလည်းအမှတ်မရှိဘူးနော်ဟို MND ရလည်းမင်းတို့ကိုအကောင်းကောင်းအသုံးပြုပြီးတော့လွတ်ပြစ်သွားတယ်ဒါလည်းအခုတရားနယ်လေးကလည်းစပွဲပေါ်တတ်သွားတယ်ရလို့ရညာမရတော့ပြန်လာတယ်ပြန်လာပြီးတော့မင်းတို့ကိုပြန်ပြီးတော့ငပိန်းလက်ခုတ်တံချူတာဟာမင်းတို့ပြန်ချူဆိုပြန်မင်းတို့မင်းတို့အဲ့ဒီအမ်ဒီတော်လာရေးပါတို့နိပိန်းငပိန်းတို့မေးကြတာမင်းတို့ဘာတွေလဲမင်းတို့ကြောက်ဦးမှာစာရေးထားလားအင်္ဂလိပ်လိုမျိုးလေ use me and kick me ဆိုလိုချင်တာငါ့ကိုကောင်းကောင်းအသုံးချပါပြီးအားရပါရကန်ထလိုက်ပါဆိုတဲ့ပုံစံမျိုးများအသုံးချသာသလားအခုအမန်တီရန်နယ်လေးကသူ့လိုချင်တာကိုတမလို့စီကတောင်းလို့မရတဲ့ခါကျတော့ငပိလက်ခုတ်တန်တစ်ခေါက်လာပြန်ခြူတယ်အဲ့တော့မင်းတို့နေလဲနော်မင်းတို့နေလဲဒါမင်းတို့ဝစ်ကျွေးပဲလို့ပြောရမှာပေါ့ကွာနော်မင်းတို့ဝစ်ကျွေးပါအာခံလိုက်ပါဟိုကတော့တေချာတယ်မင်းတို့တွေကိုကောင်းကောင်းအသုံးချပြီးအသုံးချပြီးတော့တော်လန်ကြီးလက်ခုတ်တန်ထပ်ခြူနေပါပြီအဲ့တော့ ကျွန်တော်ဒီနေ့စီးရေးနိုင်ငံရေးသုံးသက်ချက်ကလေးကိုကျွန်တော်ဒီလောက်မှာပဲရပ်တန့်ပြစီရောเนาะ